မြန်မာပြည်သူပြည်သားအလုံးတဘောဝဘေးစပေးကနေအမြန်ဆုံးကင်းဝေးပါစေလို့ကျွန်မနိုင်ငံကဥစွာဆုတောင်းလိုက်ပါတယ်။အခုတင်ဆက်ပေးမှာကတော့စစ်တပ်မျိုးတော်ဖြစ်တဲ့ပြည်ဦးလွင်မှာစပေးရှောင်းနဲ့ငလျင်ဘေးရှောင်းပြည်သူတွေများပြားလာတာကြောင့်အင်္ဂါကားတွေစိတ်နှုံမြင့်တက်ခဲ့ပြီးအစ္စလမ်ဘာသာဝင်တွေအတွက်အင်္ဂါဖို့အခက်တွေ့နေတဲ့ဆိုတဲ့သတင်းမှာစစ်တပ်မျိုးတော်ဖြစ်တဲ့မန္တလေးတိုင်းပြည်ဦးလွင်မြို့မှာငလျင်ဘေးတိတ်ရှောင်းသူတွေနဲ့စပေးရှောင်းပြည်သူအများအပြားဝင်ရောက်လာပြီးတဲ့နောက် အိမ်ငါးရန်ကရင်အစမတန်မြင့်တက်လာနေပြီးအစ္စလမ်ဘာသာဝင်တွေအတွက်အိမ်ငါးရန်မှုအခက်အခဲတွေရှိနေတယ်လို့မြို့ကန်တွေနဲ့တိန့်ဆောင်ခဲ့သူတွေစီကနေသိရပါဗျ။ပြီးခဲ့တဲ့နှစ်ဇွန်လဝင်ကျင်ကန်းကစတင်ပြီးသခိုင်း၊မုံရွာ၊ငင်းကျန်ဘက်တွေကစပေးရှောင်တွေစတင်ဝင်ရောက်စဉ်ကလေးကအိမ်ငါးရန်ကရင်စတင်မြင့်တက်ခဲ့တာဖြစ်ပြီးမလ28ရက်နေ့ငလျင်လှုပ်ခတ်ပြီးနောက်မှာတော့ပုံမှုဆိုးရွားလာခဲ့တာပါ။စစ်ရှောင်ရောငလျင်ဘေးရှောင်ရောပြည့်ကျက်နေတာ။ အရင်က3သိန်းတန်ဆို အခု6သိန်း5ရင်းပေါ့နိုင်ငံတွေကအစသသိန်းခွင့်2သိန်းအရင်ကသသိန်းဝင်ကျင်မယ်မောင်ရစစ်ဆောင်တာကအစရလို့ပြင်ဦးလေးမြို့ကန်တအိုက CJ platform ကိုပြောပါတယ်နေချင်းသူများပြီးငှားရမဲ့သူနေပါနေတာကြောင့်အိမ်ငှားရင်ကမြင့်တက်ခြင်းအပြင်အိမ်ငှားရရှိဖို့အမျိုးမျိုးသောအခက်အခဲတွေကြုံတွေ့ခဲ့ရကြောင်းမန္တလေးမြို့ကငလျင်ပေတိန်ဆောင်ရသူတအိုက CJ platform ကိုပြောပါတယ်တနေ့လုံးကိုအိမ်16လုံးကြီးခဲ့တာ မနက်လေးခွဲထထသွားတာည9နာရီလောက်ထိအဆင်ပြေတာမတွေ့ဘူးတွေ့လို့ကိုကငားပါမယ်ဆိုမှလက်မတင်လေးသူများကအရင်ငားတာလဲကြုံရတယ်3လ6လို့တကယ်ပြောပြီးမှ6လကျုပ်ပဲလက်ခံမယ်ဆိုတာမျိုးရောအဝေးကြီးသွားရပြီးမှအိရှင်ကမငားတော့ဘူးဆိုတာမျိုးရော နေကျင်သူများပြပြီးငားမဲ့သူနဲတာငလေးနဲ့ကြီးလည်းမဆိုင်ဘူးစပေးဆောင်တော့ကလည်းဒီလိုဖြစ်မယ်ထင်တယ်လို့သူကဆိုပါတယ်လက်ရှိပြင်ဝင်လေမျိုးမှာ ၊စကိုင်းမုံရွာနဲ့မြင်းကျန်ဒေသတွေမှာစပေးရှောင်းတွေနဲ့စကိုင်းတရဦး၊မန္တလေး၊မြစ်သားအမရပူရာတို့မှငလင်းဘေးတိန့်ရှောင်းတို့အများစုရှိနေကြတာပါ။ငလင်းရှောင်းနဲ့စပေးရှောင်းပြည်သူတွေကိုသကောင်းစင်းမှတ်ပုံတင်လိုက်ခွဲခြားမှုတွေလှောက်ဆောင်တာမရှိပေမဲ့အစ္စလမ်ဘာသာဝင်တွေကိုတော့အိမ်ငါရန်လူသူတွေနဲ့ပါတာကြောင့်အခက်အခဲဖြစ်နေတယ်လို့သိရပါတယ်။ငါမြင့်ဆောင်မှုအိမ်မငါတာတော့မရှိဘူး။ခွန်ရှစ်ချောင်းမှုအိမ်မငါတာတော့ရှိတယ်။အချုပ်နေရာတွေဘောလို့ပြုံးလင့်ဒေသခံတအူကပြောပါတယ်။ အင်္ဂါရင်းကအစမတန်မြင့်တက်လာမှုကြောင့်ဆက်လက်တင်းရှောင်ခြင်းမပြုကြဘဲနေထိုင်ရာမျိုးတွေကိုပြန်လာတာတွေလည်းရှိနေကြပြီးအဆင်ပြေသလိုနေထိုင်ကြရကြောင်းမန္တလေးမြို့ကနေပြည်ဦးလွင်ကိုငလေးပေးတင်းရှောင်ပြီးပြန်လာခဲ့သူတဦးက CJ platform ကို ပြောပါရယ်အင်္ဂါကကပုံမှန်လင်္ကာသိန်းဝန်းကျင်အင်္ဂါအခု55သိန်းလောက်ဖြစ်သွားတယ်ဒါကအွန်လိုင်းပေါ်မှာတွေ့ရပုံများတယ်အပြင်မှာဆိုရင်လဲ9သိန်း6သိန်းဆိုရင်ကောင်းကောင်းမရတော့ဘူးလက်ရှိကဘာအိမ်မှမကြမ်းဘူးထင်တာပဲ ၅သိန်း၆သိန်းကဝန်းချံမခတ်ထားရွာအစွန်ဖျားတွေဖြစ်နေတတ်တယ်။ကြောက်စရာကောင်းတယ်။စားဖြစ်ပြီးနှစ်ပတ်ပဲသွားတာမရှောင်တော့ဘူး။အိမ်မှာပဲပြန်နေနေတယ်။တခခုဆိုလမ်းဆင်းပြေးတယ်လို့သူကပြောပါရယ်။ပြုံးလေးမျိုးဟာစစ်ကောင်စီရဲ့အစင်မြင့်ကျောင်းတွေနဲ့တက်စကန်အများပြအခြေဆက်ရမျိုးဖြစ်ပြီးအိမ်ငိုင်းကနဲ့ကုံစိန်တို့များမြင့်တက်နေတဲ့အပြင်စေဝါတချို့ပြက်လက်ချင်းတွေဖြစ်ပေါ်နေပေမဲ့စစ်ကောင်စီတပ်ကကြားဝင်ထိန်းညှိပေးခြင်းတော့မရှိသေးပါဘူးရှင်။ကျမနွယ်နွယ်ပါ